အောင်မောင်ဆင်ပြေးကြောင်းတမီးဒီချိန်မှာသူနဲ့တွေ့ဆရာမျိုးတော့ထင်တယ်ကလေးဘာဖြစ်လို့လဲတမီးဒုသူဇာနဲ့မောင်ဆင်ပြေးကတအားမီဆိုနေမယ်ရွေးချယ်ဖို့စုံဖြဲ့မယ်သူကမောင်ဆင်ပြေးလေးအဲ့တော့တမီးကိုယ်တဲ့မောင်ဆင်ပြေးကိုတည်တည်ချာချာစကားပြောဖို့လိုလိမ့်မယ်တမီးတမီးလက်ခံအတွက် တင်ရင်းဆိုင်အတွက်ပြင်ဆင်စရာရှိနေတယ်။စကားလမ်းကြောင်းမလွှဲပါနဲ့တမီးရဲ့။စကားလမ်းကြောင်းကိုလွယ်လွယ်ကူကူရွှဲလို့ရပြီ။အဲ့ဒီစကားတခုရဲ့တက်ရောက်မှုကိုလွယ်လွယ်ကူကူပယ်ဖျက်ဖို့ဆိုတာအင်မတန်မှခဲရင်တယ်။တမီးစိတ်ထဲမှာမပြောဖြစ်နေတယ်ခင်ဗျ။တမီးဘယ်သူနဲ့မှလည်းမတွေ့ချင်ဘူး။တမီးမပြောရကူမမပေါ့ဘူး။ဟိုကလေးဘွားတွေရပါ။ သမီးငငယ်လေးကလေးကသမီးလေးမမျှတဲ့အပူတွေကိုခံစားနေရတာအကလေးလူတိတာပေါ့ဟောအရွယ်ရောက်လို့ပြုံးမဲကြံကရှိတယ်သမီးရဲ့ချစ်သူကထောင်ကျသွားတယ်သမီးအတွက်ပျော်ရွှင်မှုဆိုတာရွှေကျင်လာတဲ့ရှားပါးတော်ကိုကြည့်ပြီးတော့အကလေးတော့စိတ်မကောင်းဖြစ်နေတာ